။ချာတိဥတုခရဲ့ဓမ္မကထာစာပဒေသာဣဇာအုတ်ကိုဖတ်ရှုခွင့်ပြုပါရဲ့။ချာတိနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါရရှင်။ဒီပိုင်းမှာတော့ဂျေဇူတရားလေးဆိုတာလေးကို တင်ဆက်ခြင်းပါရရှင်။မောင်လာဤခမရပါပါ။ကျေးဇူးတရားနဲ့ပတ်သက်ပြီးအသင်ခရာစောရွံ့နိုင်ငခင်ညိုတို့အကြောင်းကိုမနေ့ကမင်းပြောခဲ့တယ်နော်ဟုတ်ပါတယ်ပါပါဘာများ ပြောစရာရှိလို့လည်းအငါစဉ်းစားမိလို့ပါကွာအတင်းကြီးအစောယွန်းကသူ့အဆောင်ဦးမှာမြို့ဆောင်နဲ့ကွန်ထပင်းပွဲနဲ့နှက်တင်ထားတယ်အတင်းကြီးအစောယွန်းကိုလောက်ချန်ရအောင်လာတဲ့ငခင်ညိုကအဲ့ဒီထမင်းပွဲကိုထမင်းစာလုံးလုံးစားလိုက်ရတယ်ထမင်းစားပြီးလို့အဆောင်ထဲဝင်သွားတော့နင့်နေချာချာအိတ်ပြောနေတဲ့စောယွန်းကိုတွေ့ရတယ်အဲ့ဒီတက္ကနာလေးတွင်မှာငခင်ညိုကစောယွန်းဟာငါထမင်းရှင်ဖြစ်ပါဘကောလို့သူတော်ကောင်းစိတ်ဝင်လာတာနဲ့မသက်တော့ပဲဘေးမှပြုတ်ခဲ့တယ်ဟုတ်တယ်မဟုတ်လားဟုတ်ပါတယ်ဘာပါ အေးအဲ့ဒီချက်ကိုငါစဉ်းစားမိလို့ပါဘလို့စဉ်းစားမိတယ်လဲဆိုတော့အသိညာဆောင်ရကမြို့ဆောင်နတ်ကိုသာပတာကိုကွယ်ပြီးဗလိနတ်စာကျွေးတဲ့ထမင်းဖြစ်တယ်။ငခင်ညို့ကိုရည်ရွယ်ပြီးတင်ထားတဲ့ထမင်းပွဲမဟုတ်ဘူး။ငခင်ညို့ကလည်းသူ့ကိုကျွေးတဲ့ထမင်းပွဲမဟုတ်ကြောင်းနတ်တင်ထားတဲ့ထမင်းပွဲသာဖြစ်ကြောင်းသိတယ်။ဒါကိုမလွဲတာလို့စားရပြီးရင်နောက်သူ့ကိုတိုက်ရိုက်ကျွေးတာမဟုတ်စေကမူသူ့ကျေးဇူးပါလားလို့အတိမတ်ပြုတ်လိုက်မိတယ်လေ။အဲ့ဒါတွေကမနေ့ကမင်းပြောလို့ ပါပြီးတဲ့လောက်လည်းပါပြီးပြီအဲ့ဒီထဲကငါဆက်တွင်းပြီတာတခုရှိလို့ကပြောစမ်းမှာပါပါ့။အသင်ရာစောရုံရဲ့မူလစိတ်စေတနာက သူ့အတွက်အန်နီယကင်းအောင်ဘေးရှင်းအောင်မျိုးဆောင်နဲ့ကိုဗလိနတ်စာကျွေးတာပဲဖြစ်တယ်။မျိုးဆောင်နဲ့ကမမတာမမတာအပါထား။ငကင်းညို့ရဲ့သဘောထားပြောင်းသွားတာကသူတို့ကောင်းတရားဝင်စားလိုက်မိတာတော့အမှန်မဲ့ကွယ်။ဒါကြောင့်တမိုင်းပညာရှင်ကြီးများကသူ့ဂျေဇူးကိုတည်တဲ့တော့ငက်ခင်ညိုးလို့မော်ကိုနေခဲ့ကြတာပေါ့ဟုတ်တယ်တော့ပါပါ အဲ့ဒီတော့သူတူတယောက်ကသူ့ရည်ရွယ်ချက်နဲ့သူပြုတ်သည်ပြောသည် စေတနာထားသည်ပဲဖြစ်စေကမူခံယူလိုက်သူကပညာကြီးကျယ်သူဖြစ်လင် အတားမသိသော လောကအစည်းအဝါတန်တရာအစည်းအဝါမိမိတကိုယ်၏အစည်းအဝါတတ်ပေတတ်တာ ဝေနေရာတို့၏အစည်းအဝါထိကြီးကျယ်ပွားများအကျိုးတရားဖြစ်ထွန်းလာကိုဖျားဖြစ်စဉ်ဗုဒ္ဓဝင်ကပြည့်ရတခုကိုတွေ့လိုက်မိလို့ပါကွာဗုဒ္ဓအလောင်းတော်ကြီးတိတ်တတ္တကုမ္မာရရဲ့ကိုရွေ့ဆိုပါတော့ကွာ ို့မြတ်စွာဘုရားလောင်းတော်ကြီးကလွန်ခဲ့တဲ့၄သင်ချင်းနဲ့ကဘာတသိန်းကာလကအစပြုလို့လူနဲ့ပြန်မာတတ်တော်ဘထွေထွေတို့ကိုကယ်တင်တိုင်မှုကိစ္စနဲ့မိမိကိုယ်တော်တိုင်းတန်မာတန်ဗုဒ္ဓဖြစ်ရစေကြောင်းပါရမီပေါင်းတို့ကိုဖြည့်ခဲ့ရတယ်နော်ဟုတ်ပါတယ်ဘာဘာပါရမီ၁၀ပါးအပြား30တဲ့ယေရနာတုံအမောမှာတစ်ကဓာတာပါရမီနှစ်ကဓာတာဥပပါရမီသုံးကဓာတာပါရမတာပါရမီလို့ခွဲကြပြီးပြထားတယ်စွန့်ခြင်းကြီး၅ပါးဆိုတာကလည်း ဒနပရိစာက ပုဒ္ဓပရိစာကဗရိယာပရိစာက အင်္ဂပရိစာတာဇီဝိတာပရိစာကအဲ့ဒီလိုမဟုတ်လားဟုတ်ပါတယ်ပါပါအေးအဲ့ဒါလားကဘာဝဝဘဝအတင်ချေရှေလျထွေပြမဏိမနာကျိုးစာအာထုတ်တော်မူခဲ့ရတာဟာဘုရားရှင်စစ်ဖြစ်တော်မူလို့တဲ့အတိတ်ကရတခုတည်းသောရည်ရွယ်ချက်ကြီးမဟုတ်လားဟုတ်ပါတယ်ပါပါကဲဘုရားဖြစ်တော်မူခြင်းရလို့တုတ်တိတာနတ်ပြီမှသည်လူပြီသူစုတည်တက်စင်းမေတော်မဟာ မာယာဒေဝီရဲ့ဝင့်ကြတိုင်းမှာအန်တီမဇာတိနောက်ဆုံးသောဘဝအဖြစ်တည်းယူတော်မူခဲ့တယ်။အဲဒီနောက်လုံပိနီဥယျာဉ်မှာမီလိုက်စုဖွာတော်မူခဲ့တယ်။ဖွာမြင်ပြီးသည့်နောက်ခမီးတော်တောက်တော်ရဏမင်းကြီးကကိုနေညာပရောဟိတ်ကိုနမိတ်ဖန်ကြားဘုရားရှင်စီအေကံဖြစ်လိမ့်မယ်ဆိုတဲ့ဇာတ်ကိုနာကြမြင်ကဘလိုလန့်အပ်တာနဲ့တတော်လေး လူလားမြောက်ရွယ်ရောက်တဲ့ချိန်ကစလို့တန်ဝေးကဖြစ်စရာနှိဒါယုံမင်းသမီးမမြင်ရမကြရမထီတွေ့ရလေအောင် ရမ်းမသူ့ပါသူ့ရမ်းမနန်းပြတ်တဲ့သုံးဆောင်အတွင်းမှာကောင်းကုံနှောင်ကြောခွင့်နေနဲ့အမောင်ကြီးချထားခဲ့တယ်မဟုတ်လားတော်လာတာတိုင်းမှာဆန်တိုင်းမရမိမအုပ်ကဂုံဒရက်နဲ့ညီလွန်းလာစွာမိမရွှေလော်ရတော်ရရာဒေဝီနဲ့လဲဆောင်းနှင်းလက်ဆက်နန်းတဲမင်းပြူတော်မူစေခဲ့တယ်အဲ့ဒါလို့နဲ့တို့ကလေးဖြင့်ပွင့်လူဖရာတရား ဖရဆင်စင်အေကန်ဖြစ်မဲ့အလောင်းတော်ကြီးကနန်းစည်းစိမ်မှာတက်ဆက်သုံးနေကြအောင်ဆန်တော်မူခဲ့ရပါသေးတယ်။ဟုတ်တယ်မဟုတ်လားမောင်လာကြီး။ဟုတ်ပါတယ်ပါပါ။အေးအဲ့ဒါလို့နေလာရကနေတနေ့တော့ကဥယျာဉ်တော်ထွက်တော်မူရမှာနတ်တို့ကဖန်ဆင်းပြလဲ။သူတို့သူနာသူတည်ယဟန်တိဟူသောနမကြီးလေးပါကိုတွေ့မြင်တော်မူလာရတယ်မဟုတ်လား။ဟုတ်ပါတယ်ပါပါ။အဲ့ဒီနေရာမှာတခုကျွန်တော်မေးပါရစေ။မြတ်စွာဘုရားအလောင်းတော်ကအဲ့ဒီနမကြီးလေးပါကိုတစ်ချိန်နဲ့တစ်ပြိုင်နက် မြင်တော်မူတာလားတစ်ချိန်မှာတပားစီမြင်တော်မူတာလားဟေးဥယျာဉ်တော်ကိုတခါထွက်ရင်နမိတ်တပားကိုသာမြင်တော်မူခြင်းဖြစ်တယ်မဟာဗုဒ္ဓဝင်ကျမ်းအရာအတိအကျပြောရမယ်ဆိုရင်မဟာတက္ကရေ66ခုနဲ့ဝါဇိုလာပြည်နေမှာအာဇာနီမြင်ကရရထားနဲ့ဥယျာဉ်တော်ကိုထွက်တော်မူတယ်လမ်းကြီးမှာသူအိုရီဟူသောနမိတ်ကို မြင်တော်မူတယ်အဲ့ဒီမှာတတ္တဝါမှန်သမျှဒီနေ့မှာအိုချရမှာပဲလို့တန်ဝေကရပြီး ထိုခီးကနေနန်းတော်ကိုလည်းပြန်ခဲ့တယ်။အဲ့ဒီကနေပြီးလေးလာလွန်မြောက်တဲ့တစားမုံလာပြည်နေမှာဒုတိယအကြိမ်ထွက်တော်မူသောသူနာရီဟူသော နမိတ်ကို တွေ့ရပြန်တယ်။အဲ့ဒီအချိန်မှာလည်းတတ်တော်မှန်သမျှနာကြရအောင်မှာပါလားလို့တန်ဝေကရတော်မူပြီးတော့အဲ့ဒီခီးကနေလှည့်ပြန်ခဲ့တယ်။အဲ့ဒီနောက်လေးလာလွန်မြောက်ပြီးတပေါင်းလာပြည်နေရောက်တဲ့အခါတတိယအကြိမ်ထွက်လာတော်မူပြန်လို့သူတေကိုတွေ့တဲ့အခါမှာတတ်တော်မှန်သမျှ တည်ကြရမယ်ဆိုတဲ့တရားကိုတန်ဝေကရပြီးတော့ခီးမဆက်ဖဲနဲ့လှည့်ပြန်တော်မူခဲ့တယ်။နောက်ဆုံးမဟာတက်ကရက်69ခုဝါဇူလာပြည်နေမှာစုထချိန်ထွက်တော်မူလာတယ်။အဲ့ဒီချိန်မှာတော့ယဟန်နမိတ်ကိုမြင်တယ်။အဲ့ဒီနမိတ်ကိုမြင်တယ်ဆိုရင်ကိုပဲဘုရားလောင်းရဲ့စိတ်ကတရားရှင်လန်းတော်မူလာလို့ဥယျာဉ်တော်တွင်ကိုရောက်အောင်သွားပြီးပီတိနဲ့စမ်းနေတော်မူတယ်။ဩဒီလိုကိုကျွန်တော်တွေ့ဝူးတဲ့ဗုဒ္ဓဘုရင်ကားချက်တွေတချို့ကြတော့ နမိတ်ကြီး၄ပါးကိုမြင်တွေ့တော်မူတဲ့အခန်းမှာလက်စုတဲ့ပေါင်ပြီးပကြီးဆရာကြီးတွေကရေးဆွဲထားတာတွေ့ရလို့ပါအေးအဲ့ဒါကတူညီတဲ့ဒေတာမှာ တူညီတဲ့ဝိဒေတာကိုစူးစီးသိမ်းယုံပေါ်ပြခြင်းဆိုတဲ့အလင်္ကာဝုတ်တီနီနဲ့ပေါ်ပြလိုက်ခြင်းဖြစ်တဲ့မင်းနားလည်အောင်ရုပ်ရှင်ပညာနဲ့ပြောရရင်တော့ကွာသဘောတူတဲ့မြင်ကွင်းကိုရော့ရှက်စုယုံပြီးပြတဲ့သဘောပဲကျေးဇူးရှင်လယ်ရီဆရာတော်ဖျားကြီးကဆိုရင်ခုနှစ်နေဖျားရှိကိုရရုမှာ ရွယ်မူနှုဖြူ29ဝယ်လေးမျိုးနမိတ်နတ်ပြဟိတ်ကြောင့်ရွှေစိတ်ညင်ညူတန်ဝေဘူကလို့စုစည်းပြီးရေးဆက်တော်မူခဲ့တယ်ရှင်းရလားအရှင်းပါပြီပါပါကဲဂျေဇူးတရားရအောင်ဆက်ကြအောင်ဆိုရက်အလားတော်မင်းမြတ်ကရဟန်းပေါင်းအသွင်နမိတ်ကိုမြင်ရလို့ဥယျာဉ်တော်အတွင်မှာပီတိတဲ့စမ်းနေတော်မူပြီးတဲ့နောက်ညနေချမ်းရောက်လို့ရွှေနန်းတော်ကိုရထားနဲ့ပြန့်တော်မူတယ်အဲ့ဒီအချိန်မှာ မမတော်ဝန်ွယ်ကိတာဂေါရမီမင်းသမီးရဲ့အဆောင်တော်ရှိကဖြတ်တန်းလာတဲ့အချိန်ကိတာဂေါရမီမင်းသမီးကလည်းအဆောင်တော်လေသာပြတင်းကနေဖျားလောင်းတော်ကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒါလိုမြင်လိုက်ရတယ်ဆိုရင်မဲ32ပါးသမုဒ္ဒအပ်တဲ့ယောက်ျားမြတ်တို့ရဲ့လက္ခဏာရာဝမရိစက်တီရဲ့ပေါင်းနဲ့ပြည့်စုံတော်မူလာတဲ့အတွက်ကိတာဂေါရမီစိတ်နှလုံးမှာမစဲမတက်မမျိုးတိတ်နိုင်တော့ပဲဂါရာတပုတ်ဖြင့် ဦးရန်ကျူးလန်မိပါတဲ့ကွယ်အဲ့ဒီကာရကနေဗုဒ္ဓနုနာတာမာတာနေဗုဒ္ဓနုနာသောပိတာနေဗုဒ္ဓနုနာတာနာရီယတယံဣတိသောပတိအဲ့ဒီကာရကိုကိတာဂေါရမီမင်းသမီးကအလောင်းတော်မင်းသားကြားလာအောင်တီဆိုလိုက်တဲ့ဓမ္မဂီတလို့ပြောနိုင်တယ်ကွယ်အတိတ်ဘယ်ကတော့အိုးခင်မမတို့အဲ့သူ့အပြူတော်ချွေရံနေကိုလှမ်းပြောတဲ့သဘောပေါ့ကွယ် လောကဤရွာဝဲဘုံပညာအတရေအချွေရန်တို့ဖြင့်စံပယ်တင့်တယ်သောယောက်ျားမြတ်ဤမိခင်ဖခင်သည်ဆိုတော့နေဗူတာနေဗူတော်ပေါ့အလွန်လင်းကြည်လင်းငြိမ်းချမ်းရှင်လန်းလိမ်မည်တကားတို့ယောက်ျားမြတ်ဤဇနီးချင်းရာမေတ္တာစာဖွာမင့်မိပြရသည်အလွန်လင်းကြည်လင်းငြိမ်းချမ်းရှင်လန်းလိမ်မည်တကားတဲ့တဘောကတော့လောင်းတော်ကြီးရဲ့မာပုရိသချက်တည်ရဲ့အရှင်ကိုအလွန်မင်းနှိမ့်လိုတော်မူတဲ့အတွက် ဒီသားမျိုးငွေးတဲ့အမေဟာဘယ်လောက်တောင်စိတ်ချမ်းသာလိမ့်မလဲဒီသားမျိုးငွေးရတဲ့အဖေကဘယ်လောက်တောင် စိတ်ချမ်းသာမလဲဒီလင်မျိုးရတဲ့ဇတိမယားမှာလည်းဘယ်လောက်တောင်စိတ်ချမ်းသာလိမ့်မလဲလို့တန်းတာအားကြခုံမင်းနဲ့စကားများပေါ့ကွယ်အဲ့ဒီစကားကိုဘုရားလောင်းကကွယ်ကွယ်ပြားပြားကြားလိုက်ရပါတဲ့အဲ့ဒီနေရာမှာဂျေဇူးတရားနဲ့ပတ်သက်ပြီးဖြစ်ပုံကိုပြောရမယ်ကိတာဂေါရမီမင်းသမီးရဲ့နေဗုဒ္ဓအလွန်ငြိမ်းချမ်းလိမ့်မယ်လို့ဆိုလိုက်တာက ကိလေသာတန်ရောစင်နဲ့တွဲရှင်ပြီးလိုချင်တာရလို့တာယာငင်းချမ်းနဲ့အတိတ်ပဲမျှတာဖြစ်တဲ့လောင်းတော်ကြီးကကြားနာလက်ခံအမှန်ကိုစင်ကျင်တော်မူလိုက်မိတာကနေဗူဒာဆိုတာတာယာငင်းချမ်းချင်းဟာလေးတန်ဩဃအာတဝနဲ့ယောဂကံနာလေးပြဥပါရန်6တန်ဏိဝရဏအနုတ္တခုနှစ်အင်တန်ရောစင်၁၀တန်ခြံရန်လျက်သားများစွာသောအကုသူဘူဂျီကိုကဲ တရက်ကီလီတာ1500ကို စင်စွာပယ်ဖြတ်အလွန်မြတ်တော်ကြောင့်အရဟတမက်ကအမြင်ရသောအာတဝက္ခယဉာဏ်တော်ကြီးသာလင်အမှန်ဖြစ်သောနိဗ္ဗူတာတာယာစင်စစ်ငြိမ်းချမ်းခြင်းစင်စစ်အေးမြခြင်းစင်စစ်ဖြစ်လိမ့်မည်တကားလို့ယူဆတော်မူလိုက်ပါတယ်ဒီလိုနဲ့ပဲမြတ်စွာဘုရားလောင်းတော်ကထိုနည်းနဲ့ကတွေ့မြင်ခဲ့ရတဲ့ရဟန်းတော်နမိတ်အသွင်ပြင်ကိုယူနိုင်ရလေအောင်တရားကျင့်တော်မူနိုင်ရလေအောင်မာနိကမခ တော်ထွက်တော်မူဘုတန်ဋိဌံချတော်မူလိုက်ပါတဲ့ဟိတာဂေါရမီဓမ္မတော်မင်းသမီးကိုလည်းတရိပ်ပေးပေါ်ရတဲ့အတွက်ဆရာစားပူဇော်တဲ့အနေနဲ့အဘိုးတသိန်းတန်နဲ့လယ်ဆွဲကိုအပိအဆက်ခန်းလိုက်ပါတဲ့ဗျာအဲ့ဒီယူဆချက်နှစ်ချက်ကိုပဲစဉ်းစားကြည့်မောင်းလိုက်ဒူးကဆိုလိုတာနဲ့ဒူးကလက်ခံတာဘဲလာမြန်ကွာသွားပြီလေနေရက်နဲ့ဘဝက်အောင်းနဲ့ထက်ပေါ်ဟုတ်လိုက်တာပါပါရဲ့ဒါကြောင့်သူဒူးတယောက်ကသူ့ရည်ရွယ်ချက်နဲ့သူပြုတ်သည် ပြောသည်ပဲဖြစ်စေကဘူးခံယူသူကပညာကြီးသူဖြစ်ရင် လောကစည်းဝါတန်တရာစည်းဝါမိမိတကူအကျိုးစည်းဝါတတ္တဝါရဲ့အကျိုးစည်းဝါအထိကြီးကျယ်ပွားများအကျိုးတရားဖြစ်တော်နိုင်တယ်လို့ဘာဘာကပြောခဲ့တာကိုဟုတ်လားကြည်ပေါ်ဗျာမောင်လာအေးကကျွန်တော်ဤစကားကိုထောက်ခံသည့်အနေဖြင့်ခေါင်းတစ်ချိန်ချိန်လောက်ကစဉ်းစားနေလေသည်ကျွန်တော်ကသူ့ကိုကြည့်ရင်တွေးနေမိနှစ်ယောက်သားညီနေကြရမှာကျွန်တော်ကတတိယရွေးစကားစာပြန်ကောင်းမိမောင်လာအေးခင်ဗျပါပါ ဂျေဇူးတရားဆိုတာသဝေညာကတက်ရှိပုဂ္ဂိုလ်ကိုမဆိုထားနဲ့အဝေညာကနေရာရက်ဒေသဌာနတို့ကိုတောင်အတိအမှန်အလေးအမြတ်ပြုရမယ်တဲ့ကွဥပမာဘယင်မင်းအေဂရီတို့ကမစွန့်ပယ်အပ်တဲ့အရက်၃ပါးရင်လို့ရှိတယ်အဘိဇာတာဌာနမွေးဖရာအရက်အဘိတေကဌာနမင်းအဖြစ်ဘိသိက်ခံရာရက်ဇယဌာနရန်အောင်မြင်ရာအောင်မြင်ရက်တဲ့တိကနိဗ္ဗာန်အင်္ဂုတ္တရမှာပါတဲ့ကွ အဲ့ဒါကဘယင်ဧကရစ်တွေနဲ့ဆိုင်တာမင်းချင်းတရားပဲဟုတ်ကဲ့ပါပါဗုဒ္ဓမြတ်စွာတထာဂတတို့ရဲ့အတိမတ်အလေးမြတ်ပြုတော်မူကြတဲ့အဝိဇ္ဇဟိတာဌာနကြီး၄ပါးရဲ့လို့လဲရှိသေးတယ်ကွယ်အဲ့ဒီနေရာတွေကတော့ဘုရားဖြစ်တော်မူရာမဟာဘောဓိပင်ဓမ္မစကြာတရားဟောတော်မူရာဣတိပတနာမိဂရာဘုံတော် အများဆုံးဆန်တော်မူရာဖြစ်တဲ့ဇေဒဝံเจ้าတော်မဟာကန္နာကုဒီတအဘိဓမ္မာတရားဟောကြားပြီးတော့ တောင်ရင်သာကနေဇောင်းနှန်းကြီးသုံးသွယ်နဲ့လူပြည်ကိုတက်ဆင်းကြွလာတော်မူရာတင်ကတာနဂိုပြည်တဲ့အဲ့ဒီဌာနကြီးလေးရဲ့အနက်ဖျားဖြစ်တော်မူရာမဟာဗောဓိပင်အကြောင်းကိုငါစဉ်းစားမိလိုက်လို့ပါတို့မြတ်စွာဘုရားအလောင်းတော်ကတောထွက်တော်မူခဲ့ပြီးဒုက္ခရစရိယာ6နှစ်ကြာမြတ်ရှင်တော်မူခဲ့တယ်အဲ့ဒီနောက်မှာမေဇိမာပရိပရာလန်းစဉ်နဲ့မဟာဗောဓိပင်ချင်းရဲ့မာနမင်းရဲ့ရန်ခပင်းကိုဖြိုခွင်းတော်မူပြီးတဲ့နောက်မှာ ရစင်စင်ဖြစ်တော်မူခဲ့တယ်ဒါကိုတော့မင်းသိမှာပါဟုတ်ကဲ့ပါပါကျေးဇူးရှင်လေဒီဆရာတော်ဖျားကြီးကတော့ရမြိုင်ပေါ်6နှစ်ကျော်ရေခါတော်တဘုံပွင့်ချိန်ကျုံကကဆုံလာပြီးစင်မင်းနေဝဲမြေပရမေပလင်ပွေချက်ရွှေညောင်တော်ကြီးဗိတ်တန်ထီးနေမကြီးကြည်ယူနေတော်မူလဲရံမြူခပင်အမိုက်တင်းကိုအရှင်းပဲဖျောက်အလင်းပေါက်ကထွန်းတောက်ဘုံတော်တောင်းလုံးကျော်သည့် တုံးပေါ်လူတို့ညံ့ပါကိုလို့ရေးသားတော်မူခဲ့တာပဲအေးမင်းအမှတ်မိတယ်ကိုအဲ့ဒါလို့တမ္မာတမ္ဗုဒ္ဓရှင်စေဘုရားဖြစ်တော်မူတဲ့နေရာကိုပလင်ကတတဟပထမတတထာနာလို့ခေါ်တဲ့ကွလက်ဒီဆရာတော်ဘုရားရဲ့တတထာနာဘုရားရှိခိုးမှာဘုံရောင်ဂျွန်းတိန်စောမုံနေပြင်းငိန်တရီချွေရမှန်ပြီးဘောရီကြံငန်းရွှေညောင်နန်းဝဲထူဇံအံ့လောက်မြေမာပေါက်သား ရောင်တောင်မန်နှင့်ရွှေပလင်ထက်တက်ပင်ညူတာညံကိုရပြီးတတ်တာဟရက် ဖွဲ့ခွေလျက်ပင်ငိန်သက်တင့်တဲ့သုံးဆံပဲသည်ဘုံကျွဲလက်ဥပွဲပေကိုလို့ရေးသားတော်မူခဲ့တယ်။အဲ့ဒီခொနီရဲ့ဆံပဲတော်မူပြီးဒီနောက်မှာပလင်ကထတော်မူပြီးဘော်ဒီပင်ရဲ့အရှင်မြတ်ဘက်ဆက်လီလန်ကွာအရက်မှာရက်တော်မူပြီးငါသည်ဤဘော်ဒီ ရက်ခွေရွှေပလင်ဝဲတပ်ပင်ညူတာညံကိုရပေသည်တကားလို့ရွှေပလင်ကိုမမိတ်သောမျက်စီဖြင့်ရှုတော်မူလျက်ခုနှစ်ပတ်လုံးဆန်တော်မူပါတဲ့အဲ့ဒီရက်ကိုတော့အနိမိတ်တာတတ္တဟလို့ခေါ်တယ်။အနိမိတ်တာဆိုတဲ့ပါဠိစကားကမမိတ်သောမျက်စီဖြင့်စိမ့်စိမ့်ကြည့်ရှုတော်မူရာလို့အဓိပ္ပာယ်ရတယ်။အဲ့ဒါကိုတို့ကြည်ညိုရမှာကမြတ်စွာဘုရားကိုတော်မြတ်ကြီးပင်လင်ဘောရီပင်ကျေးဇူးတရားကိုစပွားဆင်ခြင်းကြည်လင်အောင်မြင်နေဖို့ဖြစ်တယ်။ဒါကြောင့် လယ်ဒီဆရာတော်ဖျားကြီးကတို့ကလို့ရေးသားတော်မူသကွယ်နှစ်ချိန်မြောက်ထတတဟတွင် မာရပေလန်ပလင်ပြံမှဧတံတူယူရတ်တော်မူလက်ကြည့်ပြုငင်းချံပလင်နှံကိုဖြောင့်တန်းဆက်ခုစိမ့်စိမ့်ရှုလျက်တုံးလူရှင်ပင်ပျော်ဆန့်ရွှင်သည်ကြည်လင်ညွနူးဝဲပီကိုတဲ့နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ